ဒုနိုင်ငံမြန်မာနိုင်ငံရေးမှုထုံးကားတဲ့နိုင်ငံခုနကပဲခြေထောက်ဝါဗုဒ္ဓသာနာထုံးကားတဲ့နိုင်ငံမှာစွန့်ပစ်ဘိုးဘွားဆိုတာဖြစ်တဲ့သလားပေါ့နော်ဒီလိုအတွေ့ပေါ်တာဘူးတို့တော့အစားအသောက်ကျွေးတာတွေရေးပြီးရှိတယ်ဆေးတော့ကုပေးတယ်ဘို့တော့ဟိုယူရဆောက်ချောက်မလို့မရှိပေါ့နော်အငြိကြေးတွေတန်းစင်ဖို့လည်းမလွယ်ပေါ့ဒီလိုဖြစ်ကုန်တာပေါ့နော်အဲ့တော့အဲမဟုတ်ရပြန်တော့ဒီကဒီယာကြီးကိုဒီတိုင်းကြည့်နေမလားဒီလိုဒုက္ခရောက်နေဘိုးဘွားတွေတို့ကဲထုတ်ရင်မကောင်းဘူးလားတနေရာကိုပို့ရင်မကောင်းဘူးလားအတွေ့ပေါ်တာပါ မ္ဘာနိုင်ငံရဲ့လိုအပ်ချက်ကဘာလဲဆိုတော့စနစ်တကျတိစောက်ထားတယ်ဒီခုနယောဂတဲ့ဘဝတဲ့အမြောင်စောက်လျှောက်တဲ့ဘဝရေးတာကြီးအများကြီးလို့ရှိရတော့ဒီ social media မှာ အဲစွပြပိုးမားဟာလေးတွေကောက်ပြီးတော့သမောင်းတရားရည်သားကိုတော့ပို့တဲ့လုပ်ငန်းလေးတွေတွေ့ရတယ်ပေါ့အဲ့တော့ဒီဥမာတော့ပြီးခဲ့တဲ့လိုင်တာယာမှာအဲပရိုက်တာတင်တင်ရနေပြီးတော့အဖိုးတယောက်ဖွားတယောက်ကိုတိတ်မကြသေးပါဘူးကောက်ပြီးတော့မှသမောင်းတရားရည်သားကိုတော့ပို့ရတဲ့လုပ်ငန်းပေါ့ဒါလေးတွေ့တဲ့အခါကျတော့စိတ်ထဲမှာခံစားတဲ့ခုဖြစ်တယ်ဒို့နိုင်ငံမြန်မာနိုင်ငံရေးမှုထွန်းကားတဲ့နိုင်ငံခုနကပြတဲ့ထေရဝါဒဗုဒ္ဓသာနာထွန်းကားတဲ့နိုင်ငံမှာစွပြပိုးမားဆိုတာဖြစ်တဲ့သလားပေါ့နော်ဒီလိုအတွေ့ပေါ်တာပါအဲ့တော့မိဘက အဲသားသမီးတွေကမိဘပေါ်တာဝန်ချေရမယ်မိတွေကအဖိုးဘဝတာဝန်ချေရမယ်ဆိုတာရှိပြီးသားပေါ့နော်အဲ့ဒါလေးကိုတာဝန်ပြေပဲဆုပစ်တယ်ဆိုတာစိတ်ထဲမှာကောင်းအောင်ပေါ့ခဲ့ဒါဆိုရင်ဘာဖြစ်လို့ဖြစ်တယ်လဲဆိုတော့အကြောင်းရင်းလိုက်ရှာတာပေါ့လိုက်ရှာတော့ဟိုကတနိုင်လုံးမှာရှိတဲ့ဘူဝါဟိတာတွေကိုလည်းဆက်စုတယ်စင်းရင်းကောက်တယ်ပြီးရင်သူတို့စီကိုဖုန်းဆက်မေးကြည့်တယ်ခဲ့နေမျိုးတွေကဘူဝါဟိတာမှာလူဘယ်လောက်ရှိတယ်ဆိုတော့သူတို့ကသူတို့ capacity တွေကိုရော့နေတာတွေ့ရတယ်ဥပမာ30 35လောက်ပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့နေတွေမှာဘယ်သူမှကိုကိုမိဘကိုဘူဝါဟိတာလာပို့ဖို့လို့မရှိဘူးသားသမီးမရှိတယ်တူတူမှဆောက်ရှောက်တယ်ဆိုတာမျိုးဖြစ်နေတာပေါ့နော် ်ဘမာအဖြစ်များလဲဆိုတော့ဒီရန်ကုန်မြို့ဖြစ်တာရန်ကုန်မြို့မှာကျတော့ကြာပန်းလုပ်သားတွေရှိတယ်ဒုနာလက်လုပ်လက်စားတွေရှိတယ်ရွှေပြောင်းလုပ်သားတွေများတယ်စောက်စီးပွားစောင့်ဝင်နေရအဆင်မပြေဘူးမပြေတော့ကဲနေစားက1000ကျွန်း1000လောက်ရတဲ့လူတစ်ယောက် ကကိုသားသမီးလည်းကျွေးရသေးတယ်မိဘတစ်ယောက်ကရှိနေရတယ်လို့လေလည်းဖြတ်ကောသူမလုပ်လို့မရတော့လို့လို့မရတော့သူဘာလုပ်လဲဆိုးပြားကဖြတ်တယ်လွယ်လွယ်ကူကူလာဆွန့်ပစ်လိုက်တယ်အဲ့ဒါကိုပရိုက်တာတင်တာကောက်ပြီးတော့ဘဝရည်သာသွားပို့ရတယ်ပေါ့အဲ့လိုဖြစ်နေပေါ့အဲ့တော့ဒီလုပ်ငန်းစဉ်ကြီးပြောင်းအောင်ဘယ်လိုလုပ်ရမလဲပေါ့အဲ့ဒါဆိုရင်ဒီ နေပကောင်းဖြစ်တဲ့ဘိုးဘွားတွေကိုစောက်ရှောက်တဲ့ရိတ်သားတွေဘမရှိတယ်လို့လိုက်ရှာတာလိုက်ရှာတော့နံပါတ်၁ကတော့တကုံရှေ့ဘက်မှာရှိတဲ့စင်မကြီးတော်တမ်းမြောင်ရဲ့ရိတ်သားကိုသွားတွေ့တယ်အဲဒီကိုလေ့လာတယ်လေ့လာကြတော့အဲဒီမှာ treatment အတားကောင်းတယ်အခုလောစင်မှာဘိုးဘွား119ယောက်ရှိတယ်အဲဝင်တန်းပေါင်း80နဲ့စောက်ရှောက်နေတယ်ဆရာဝန်ပါဝင်သူနာပြုပေါင်း90လောက်ရှိတယ်ဟာသူတို့လူနေသိပြီစောက်ရှောက်တယ်အားလုံးကဆေးရုံကတည်းနဲ့ရှေ့မှာ TV ဖွင့်ထားတယ်နောက်မှာဖះရစိလူတော်ကြီးရှိတယ်ဒီဘိုးဘွားတွေကိုအစာအာဟာရတနေ့ကို9ချိန်ကျွေးတယ်အဲနောက်တစ်ခါ ဆရာဝန်ကုသမှုက24နာရီရှိနေတဲ့ပြင်ကိုသွားဆေးခန်းတပတ်တကာဖွင့်ပေးတယ်အထူးကဆရာဝန်ကြီးကလာပြီးတော့ခုနကပြောတဲ့ဆေးစစ်ချက်တွေလုပ်ပေးတယ်အမှုပညာရှင်တွေကအခါအလောက်ဆိုဖြောပြပေးတယ်ဆိုဟာသူကလူနေသေးဘာမှမရှိဘူးဥပုံနေဆိုလဲဥပုံတရားပွဲလေးပဲလုပ်ပေးတာအဆပ်ပေါ့နော်အကုန်ပြည့်စုံတယ်ဟာအိမ်မှာတော့မအလုံးမပြည့်စုံနိုင်ဘူးဒီတော့ပြတော့တော့သူတို့ကကတ်တချက်ရှိတယ်သူတို့က110 120လောက်ပဲဆက်တယ်ဆိုတော့ဘိုးဘွားတွေကအဲ့ကိုတင်ဖို့မလွယ်ပြန်ဘူးပေါ့ကဲဒါဆိုရင်ဘယ်မှာရှိသေးတဲ့လိုက်ရှာတယ်တော့တန်လင်းရသဘောဝတရားကြီးသာတော့တွေ့ပါတယ် ။တန်လျာသဘာဝတရားရေးသားရဲ့ဆရာတော်ရဲ့စွန့်ပေါက်ကြရတာတော်တယ်။ဘယ်လိုတော်လဲဆိုတော့ရှိသမျှစွန့်ပစ်တဲ့လူတွေအားလုံးကသူကလက်ခံဘိုးဝါလေးလည်းအလိမ့်မထားဘူးလိမ့်မထားရှိသမျှကိုလက်ခံတယ်လက်ခံတော့ကျတော့သူစီပါအခုလက်ရှိသဘာဝတရားရေးသားတွေမှာလူပေါင်း၄၀၀၀ကျော်ရှိတယ်။အဲ့ဒီမှာဘိုးဝါ၂၀၀၀ရှိတယ်။၁၀၀၀ကအဲ့ရောက်ပဲလက်အဲ့အဲ့အဲ့ရပါပဲ့တဲ့ထောင်ဆိုစဉ်းစားကြည့် ပေါ့။တွားလိုက်ကြည့်တော့သူတို့လည်း treatment အပြည့်မပေးနိုင်ဘူး။သို့တော့အစားတော့ကျွေးထားတယ်ရေပြီးရှိတယ်။ဆေးတော့ကုပေးတယ်။သို့တော့ဟိုယူရဆောက်ချက်မလို့မရှိဘူးပေါ့နော်။ အငြိကြီးတွေတန်းစင်ဖို့လည်းမလွယ်ပေါ့ဒီလိုဖြစ်ကုန်တာပေါ့နော်အဲ့တော့အဲမဝေးရပြန်အဲ့တော့ဒီကဒီယာကြီးကိုဒီတိုင်းကြည့်နေမလားဒီလိုဒုက္ခရောက်နေတဲ့ဘိုးဘွားတွေတို့ကဲထုတ်ရင်မကောင်းဘူးလားတနေရာကိုပို့ရင်မကောင်းဘူးလားအတွေးပေါ်တာပါဒီဘိုးဘွားတွေကိုတော်တော်ကောင်ကစားဝတ်နေရတဲ့အဆင်ပြေအောင်တို့ဘယ်လိုလုပ်ပေးရင်ကောင်းမလဲလို့တွေးမိတာပေါ့နော်အဲတွေးပြီးတော့ဆရာစိတ်ကူးစိတ်ကူးဖော်ကြည့်တာပေါ့ကဲဒါဆိုရင်ဒီဘိုးဆုံးပြေဘိုးဘွားဖြစ်တဲ့ပြဿနာကဘာကြောင့်လဲဆိုတော့နံပါတ်1ကတော့တားသမီးတွေကျေးဇူးပတိတာဆရတာပေါ့နော်အဲကျေးဇူးသိရင်တော့ ဘလောက်ပဲငန်းငန်းပြက်ပြက်ကိုငတ်ခံပြီးမိမကျွေးမှာပေါ့အဲဒါဆိုတော့စောက်ရှောက်မှာပေါ့ရအောင်စောက်ရှောက်ပဲပေါ့နော်အဲ့လိုမျိုးပဲကျေးဇူးမှုပြဆိုတော့ကျေးဇူးတည်အောင်ဘာလုပ်မလဲအဲဒါကြောင့်မီဒီယာကမ်ပိန်းလိုတယ်ပေါ့မီဒီယာကမ်ပိန်းကဘယ်လိုလဲအနုအနုပညာဆရာလည်းမိမကျေးဇူးတည်တောင်လုပ်ပေးရမယ်ဆရာတော်ဘုရားတွေလည်းတရားတွေဟောပေးရမယ်ဇလန်းတို့တွေရိုက်ပြီးတော့မိမကျေးဇူးတည်အောင်စောက်အောင်လုပ်ပေးရမယ်ဒါတွေကမီဒီယာကမ်ပိန်းပေါ့ဒီ awareness ကိုတနိုင်ငံလုံးကမိဘဆိုတာစောက်ရှောက်ရမယ်ဘိုးဘဆိုတာစောက်ရမယ်ဆိုတော့ကမ်ပိန်းနံပါတ်1လိုတယ်ပေါ့ဒါဆရာအမြင်ပေါ့နော်ကဲဒုတိယချက်ကြတော့ကဲမိဘကိုစောက်ရှောက်နေတဲ့လိုင်သားရမိသားစုစုကိုဒီတိုင်းကြည့်နေမလား ်တက်နေတဲ့လူတွေကတစ်လ5000လောက်လှူလို့ရှိရင်အဲ့ဒီဘိုးဘွားထမင်းမငတ်တော့ဘောတသိန်းလောက်များလှူလို့ရှိရင်တော့စေကူတာမှုလို့ရပါမယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘိုးဘွားအတွက်စွန့်ပစ်စရာတိတ်အကြောင်းမရှိဘူးဆရာမကြီးဒေါ်သမီးအောင်ပြပတဲ့ဆက်ကြောင်းလေးမျိုးဆိုရင်တချို့ကအဖေအမေအိမ်မှာရှိနေတဲ့တာသမီးကိုမုတ်ကိုခိုးကြွေးတယ်အဖေကိုမကြွေးဘူးအဲ့လိုအမေကအမေကအိမ်ဦးခန်းထိုင်ပြီးတော့ငတ်နေတယ်သားသမီးတော့စားနေအဲ့တော့ဆရာမကြီးကဘာလုပ်ပေးရလဲဆိုတော့အဲ့ဒီကိုသွားလှူတယ်လှူတဲ့ပြင်ကိုအဝတ်စားတွေပါပြီးလှူခံသွားပြီးတော့ဒီမိသားစုကိုပေးရတယ်ဂျာတော့ ဒီဘွားဘွားကြီးကြောင့်မိသားစုကစောင့်ဝင်နေအဆင်ပြေလာတဲ့ခါမှာသူတို့ကပြန်ပြီးတော့ဒီဘွားကိုစောက်ရှောက်တယ်ဆိုတာပေါ့နော်အဲ့ဒီပုံတိုင်းလုပ်တဲ့ခါကျတော့ကျေးဇူးလေးနဲ့လည်းပြန်တိလာတယ်ဘာဖြစ်လို့လဲသူကသူ့အတွက်လက်လာပါရတယ်ရက်လာတာကဒီဒီဘွားကြောင့်လက်လာပါရဆိုတော့မိသားစုကိုပြန်စောက်ရှောက်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့အဓိကဆရာတို့လုပ်ချင်တာကလုပ်လို့ရတဲ့လုပ်ငန်းစဉ်ကဘာလို့မဆိုဒီတက်ကြီးဘွားတွေရှိတဲ့အိမ်လေးတွေမှာအခက်အခဲတွေ့ရင်ကိုကြီးတူတန်းမှုတွေလုပ်ပေးပါလို့ဒါ browser campaign ကိုစတင်တယ်ပေါ့နော်ဒုတိယ campaign ကျတော့ဘာဖြစ်လို့ဆုံးဖြတ်တယ်ဆိုတော့တကယ်တော့များ ထော်တမ်းမြောင်လိုဂီလာနဘိုးဝါရေးသားတွေမှာစီစာရေးဂီလာနဘိုးဝါရေးသားတွေအများကြီးရှိရင်လူတွေကမစွန့်ပြစ်ဘူးလေအဲ့ဒီဘိုးဝါရေးသားသွားပို့မှာပေါ့အဲငါတို့ငါတို့အိမ်မှာဆော့ကြတယ်ဒီဘိုးဝါရေးသားကြီးကအဆင်ပြေတယ်ယောဂသည်ကိုတေချာဆော့ကြတယ်လူလဲခြောက်နေတယ်ဆိုရင်တော့တခါလဲထမ်းပို့ပြီးတော့သွားပို့မှာပေါ့အဲ့ဒါဆိုစွန့်ပြစ်စရာမလိုတော့ဘူးလေအဲ့တော့ဒါဆိုရင်ဗမာနိုင်ငံရဲ့လူဝတ်ချက်ကဘာလဲဆိုတော့စနစ်တကျတိဆောက်ထားတယ်ဒီခုနယောဂသည်ဘိုးမသေးရမြောင်ဆောက်ရှောက်တဲ့ဘိုးဝါရေးသားတွေအများကြီးလိုတယ်အဲ့တော့တချို့ကလှူကြတယ်မလှူဘူး တိန်းကိုတွက်ကြည့်မယ်ကိုမမကြီးမတွေ့နေတဲ့တိန်းကိုတောင်းနေချီတိန်းနေချီလူနေနေလို့ရှိတယ်ဒီလိုအိုင်ဒီယာမဝင်သေးဘူးပေါ့ဒီဒီလိုမျိုးစွပြဘိုးဘွားပေါ့အသက်ကြီးတဲ့ဘိုးဘွားလေးတွေကိုစောက်ရှောက်မဲ့ဘိုးဘွားကြီးဒါတွေတခုလောက်ထူထောင်ပြီးတော့လှူလေးလို့ရှိရင်တကယ်တော့အသက်ငယ်လူတွေသူဒီကလေးဒီလူတယောက်ကလမ်းဘေးမှာနေရင်တည်သွားမဲ့ဘိုးဘွားနေဒီဘိုးဘွားကြီးဒါရောက်ပြီးတော့တက်တန်းနေရှည်သွားမှာအခုစိုးစိုးတွေ့ပါတယ်ဒီရိတ်သားတွေမှာဆယ်နှစ်နဲ့မသေးဘူးအကြာကြီးနေသွားတယ်ပေါ့အဲ့ဒါမျိုးတွေ့ရတယ်ပေါ့အဲ့တော့အဲ့ဒီဟာလေးကိုလှုပ်စေခြင်းလို့တမင်တကာဒီဟာလေးကိုဒီကမ်ပိန်းကိုအဓိကထားပြီးတော့လုပ်တာပါလို့ပြောချင်ပါတယ်နော်